86ကြိမ်မြောက်တာတူနီးပညာပေးဆွေးနွေးပွဲကိုဒီကနေ့မနက်ပိုင်းကနေပြည်တော်ဇေယျသီတိမြို့နယ်ရေစင်းရှိစိုက်ပျိုးပညာပေးရင်းနဲ့ဂျေလက်ဒေတာဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမမှာကျင်းပရန်အပင်အာဟာရဓာတ်များအကြောင်းဒီကောင်းဇေယျကောင်းစဉ်ဖြင့်ဆွေးနွေးဖလှယ်ခဲ့ကြကြောင်းသိရပါသည် စိုက်ပျိုးရေးမွေးမြူရေးနဲ့စိတ်များဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာတင်ထောကဇင်းတွေမှာကြားရမှာအပင်များကြီးထွားဖွံ့ဖြိုးရန်ယောဂတန်ခန္ဓာရန်မျိုးပွားရန်နဲ့မျောမန်းအထွတ်နှုန်းရရှိရန်အတွက်အပင်အာဟာရဓာတ်များစီမံခန့်ခွဲမှုကိုသိရှိရန်လိုကြောင်းအလားတူရာသီဥတုပြောင်းလဲလာတာနဲ့အညီစိုက်ပျိုးရေးနှီးစနစ်ကိုလည်းပြောင်းလဲရမှာဖြစ်ကြောင်းရာသီဥတုပြောင်းလဲစေတဲ့မိသိန်းထွက်ရှိမှုကိုအားပေးတဲ့စိုက်နှီးစနစ်အမားများကိုပြုပြင်ရမှာဖြစ်ကြောင်းဒီနိုင်နိုင်ကိုအတန်းလိုက်စိုက်ပျိုးခြင်းစနစ်ဖြင့်စိုက်ပျိုးပြီးကြားတော် ံပေါင်းလိုက်ခြင်းအပြင်အပင်အမြင့်များအောက်ဆီဂျင်ရရှိရေးလေဝင်လေအတွက်ရရှိရေးအတွက်တောင်သူများကြဲကြဲပြန့်ပြန့်အသုံးပြုလာကြစေရေးတွန်းအားပေးဆောင်ရွက်ကြစေလိုကြောင်း အလားတူမျိုးကောင်းမျိုးတန့်အသုံးပြုရန်မျိုးစေးနဲ့စိုက်ပျိုးရေးအလေအလွတ်မရှိအသုံးပြုရန်ပိုးသက်စေးပေါင်းသက်စေးနဲ့ဓာမြေဩဇာများလျှော့ချအသုံးပြုရန်ကိုလည်းဝိုင်းဝန်းထင်းချောင်းကြက်မဲ့ဆောင်ရွက်ရန်လိုကြောင်းဆွေးနွေးပြောကြားပါတယ်ဆလဘိစာပြွေသူတေသနာဦးစီးဌာနမြေစီလွာတိတ်ပံသူတေသနာဌာနစုမှသူတေသနာမှုဒေါက်တာဝင်းတီတာဦးကအပင်အဟာရဓာတ်ရဲ့အခြေခံသဘောတရားများမြေစီလွာနဲ့အပင်အဟာရဓာတ်များအကြောင်း အပင်အာဟာရဓာတ်ချို့တဲ့မှုနဲ့အစိတ်သင့်မှုလက္ခဏာများအပင်အာဟာရဓာတ်များရဲ့လှုပ်ဆောင်ချက်များအာဟာရဓာတ်စီမံခန့်ခွဲမှုနဲ့ရယူသုံးစွဲနိုင်မှုအပင်အာဟာရဓာတ်များနဲ့မြေခြင်းငန်ကိန်းဆက်ဆက်မှုများနဲ့ဆက်လင်းပြီးဆွေးနွေးတင်ပြကြပါရယ်ဆက်လက်ပြီးတရောက်လာကြသူများရဲ့မေးမြန်းချက်များအပေါ်ဒုတိယဝန်ကြီးနဲ့တာဝန်ရှိသူများကဖြည့်ဆွတ်ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါရယ်ရှင်